အားလုံးပဲမင်္ဂလာပါဗျာဒီနေ့က2025အောက်တိုဘာလ29ရက်နေ့ဖြစ်ပါတယ်နော်ဗုဒ္ဓဘာသာမှာနောင်ဘဝဆိုတာလည်းမရှိဘူးလို့တဏှာလေပုံကိုတသိမပြနိုင်ဘူးလို့ပြောတာတည်းကအများကြီးပါပဲတသိပြနိုင်ပါလေတခါတလေမှာလူတွေရဲ့ဉာဏ်ကြီးဉာဏ်သွေးပုံမှာမူတည်ပြီးတော့သူပြောတဲ့စကားပုံမှာမူတည်ပြီးတော့ဘယ်အရာဆိုတာသူနားလည်အောင် ရှင်းပြတဲ့စကားတွေဖြစ်တဲ့အတွက်တို့ကလာပြီးပြောတဲ့လူတွေအကုန်လုံးကို နင့်ဘာဘာသာအယူဝါဒရှိတယ်မင်းဘသူဆိုတာပြဆိုတဲ့တက်တီကိုထူခိုင်းတာပါကျွန်တော်ပြောတဲ့တက်တီတွေကကျွန်တော်ရှင်းပြမဲ့ဇာတ်တွေကနားလည်နိုင်တဲ့လူရှိတယ်လို့နားမလည်နိုင်တဲ့လူရှိတယ်လူတယောက်ရဲ့ဉာဏ်ကြီးဉာဏ်သူးနဲ့ဆိုင်တာမဟုတ်ဘူးဗုဒ္ဓဘာသာကရှင်းပြတိုင်းနားလည်နိုင်တဲ့ပညာမဟုတ်ဘူးအဲ့ဒါ ਈ ရှိတယ်လူတယောက်ရဲ့ဉာဏ်ကြီးဉာဏ်သူးနဲ့ပဲဆိုင်တယ်ဆိုကြပါစို့ရဲ့ကျွန်တော်တို့အားလုံးမြင်မှုနေတဲ့ညောင်မင်းတပင်ညောင်မင်းဘလောက်ကြီးလဲဆိုတာလူတိုင်းသိတယ်အဲ့ဒီညောင်မင်းတပင် ဖြစ်လာဖို့အတွက် ညောင်စီးရဖြစ်လာတာမဟုတ်ဘူးအဲ့ဒီညောင်စီးတဲ့ညောင်သေးတဲမှာအထဲတဲမှာအဆိတ်ဆိုတဲ့အရာလေးတွေနှမ်းစီးလောက်ပဲရှိတယ်အဲ့ဒီအရာလေးတွေကအပင်ပေါက်လာတာဒီနှမ်းစီးလောက်ရှိတဲ့ညောင်စီးလေးကမြေဓာတ်ပေါ်ကျတဲ့ချိန်မှာမြေဓာတ်ကိုဆုပ်ယူတယ်အုတ်ဒီကျရင်အုတ်ဒီရဲ့မြေဓာတ်ကိုဆုပ်ယူတယ်အဲ့ဒီကနေပြီးတော့ရေကိုဆုပ်ယူတယ်ဆုပ်ယူပြီးတော့သူရှင်တန်ကြီးထွားတယ်ညောင်မင်းကြီးဖြစ်လာတယ်အဲ့ဒီညောင်စီးလေးထဲမှာ ညောင်မင်းဖြစ်စီတဲ့ဓာတ်သဘောတဘာဝအပြည့်ဝပါတယ်ပိတ်စီညောင်းတောင်လေးလीနှမ်းစီလောက်ရှိတယ်ဟုတ်လားနှမ်းစီလောက်ရှိတဲ့အရာလေးကအလွန်မတန်တူးတဲ့ကြီးမားတဲ့အရာကြီးတစ်ခုဖြစ်လာတာညောင်စီကနေပြီးတော့မြက်ပင်မပေါ့ဘူးသူ့ရဲ့ဓာတ်သဘာဝကမြက်သဘာဝမဟုတ်ဘူးညောင်မင်းသဘာဝသူ့ရဲ့ဓာတ်ထဲမှာကိန်းနေတာဒီညောင်မင်းသဘာဝဟုတ်ပြီဒါဆိုရင်လူကနောင်ဘဝဘယ်လိုသွားလဲဆိုတာကိုကြည့်မယ် ခမရတို့ဒေါသဖြစ်လာတဲ့အခါမှာဒေါသရုပ်တွေကိုဘယ်သူကဖန်ဆင်းပြီးလဲခမရကိုယ်တိုင်ဒေါသရုပ်တွေဖြစ်လာအောင်သူများကငါဒေါသထွက်တာသိပါစီဆိုပြီးခမရကိုယ်တိုင်ထုတ်လွှတ်လိုက်တာလားဒါမှမဟုတ်ဖန်ဆင်းရှင်တရားရောက်ကလာပြီးတော့ခမရဒေါသရုပ်ကိုဖန်ဆင်းပေးလိုက်တာလားစေတိတ်ပံရပဲဖြစ်ဖြစ်ခန္ဓာကိုယ်ဇီဝပိဒါအရာပဲဖြစ်ဖြစ်ခမားဒေါသဖြစ်လာတဲ့စိတ်ကြောင့်အနောက်ကထွက်လာတဲ့ဟော်မုန်းရုပ်တွေအဲ့ဒီရုပ်ကမျက်နှာပေါ်မှာထင်မရှားဘူးလားထင်ရှားတယ်အဲ့ဒီရုပ်တွေကထင်ထင်ရှားရှားမြင်ရတာဒါဆိုရင် ဒီစိတ်ကြောင့်ရုပ်တွေဖြစ်လာတယ်ဆိုတော့အကြောင်းအကျိုးဝါဒကမသေးကြဘူးလားသိကြတယ်ရှင်းရှင်းလင်းလင်းရဲ့စိတ်ဖြစ်တိုင်းမှာအဲ့ဒီစိတ်ကြောင့်ရုပ်တွေပေါ်တယ်မိလောင်နေဟဲ့ကြောက်လန့်ပြီးတော့ရုပ်တွေရဲ့မနိုင်မနှင်းပစ္စည်းတွေကောက်မလိုက်တယ်ဟိုမုန်းနေထွက်လာတာတာမန်အားဖြင့်အဲ့ဒီပစ္စည်းကိုမဆိုရင်မမနိုင်ဘူးအနောက်ကဖြစ်ပေါ်လာတဲ့တောင်းအားစိတ်တစ်ခု ਨੇ ဒီအရာတွေဖြစ်လာတာဟုတ်လားအဲ့ဒီတော့ဒီစိတ်ထဲမှာဒီဒီရုပ်တွေကိုဖြစ်စေတဲ့အကိန်းတက်ရှိနေတယ်ဆိုတာကမသေးကြဘူးလား အဲ့ဒါတေချာတဲ့အလုပ်ဒီဒီစိတ်ကအကိမ့်တက်ရှိနေတယ်အဲ့တော့မြတ်စွာဘုရားကအဘိသင်္ခါရဝိညာဉ်နဲ့ခမားလုလိုက်တဲ့ကုတုကံအာကုတုကံဤကဝိညာဉ်ဖြစ်နေစိတ်ရဲ့ဝိညာဉ်စိတ်ဝိညာဉ်အတူတူပဲထားလိုက်ပါတော့ခမားတို့ရှင်းပြလဲနားလည်မှာမဟုတ်ဘူးအဲ့တော့ဝိညာဉ်ဆိုတဲ့အရာလေးကနန္တရားလေးအဲ့ဒီနန္တရားလေးမှာအဲ့ဒီအကိမ့်တက်ဒီအကုန်လုံးကကိမ့်နေတယ်ခမားဒေါသ ဒေါသအမြဲတမ်းဖြစ်တယ်ဆိုရင်ခမရပြိတ္တိနေတဲ့ကိုကခမရကဖြူတချို့ကပြောတယ်စိတ်ဆိုတာဖြူစင်တယ်စိတ်ကမဖြူစင်ဘူးငကိုတဲ့ကအကိန့်တက်တီရှိတယ်အဲ့ဒီအကိန့်တက်တီကတတဝါဒီအားလုံးမှာရှိတယ်အဲ့ဒါကမိမိတို့ပြုလုပ်လိုက်တဲ့ကုသိုလ်အကိန့်နေအကုသိုလ်အကိန့်နေအဲ့ဒီလိုပဲခမရပြုလုပ်လိုက်တဲ့ခုနညောင်ညောင်စီလေးကညောင်မင်းကိုပဲပေါက်စေတယ်လို့ခမရလုပ်လိုက်တဲ့အကုသိုလ်ကအကျိုးပေးမဲ့ဘဝကအကုသိုလ်အကျိုးကိုပဲပေးတယ်အဲ့တော့ခမရမှာအကိန့်တက်ကဘာကိန့်နေတာလဲတချို့ဆိုရင် ဒေါသကိန်းတဲ့လူတွေအလကားနေဒေါသဖြစ်နေတယ်စကားလေးတစ်လုံးပြောလိုက်လို့ရှိရင်နေထိုင်အာဘာပဲဟူဝဟူဝဟူဝနဲ့ထပြီးတော့အကြောင်းကျိုးစင်ကြင်နိုင်စွာမရှိဘူးသူ့မှာဒေါသတက်ကိုကကိန်းနေတာအဲ့တော့ဒေါသရုပ်ရှိလို့ဒေါသတက်ကိန်းနေဒေါသတက်ကိန်းလို့ဒေါသရုပ်ရှိတယ်ဆိုတာအပြန်အလှန်ကြီးမိချင်းနေတယ်အဲ့ဒီဒေါသကိုပြုတ်ပြင်မှုမစင်စားလိုက်တဲ့ခါကျတော့တေကန်ဤသည့်ဒေါသဖြစ်တဲ့လူတွေရှိတယ်အလုံးမကြတဲ့လူတွေရှိတယ်တေကန်ဤသည့်ကာမဂုဏ်ကိုမတ်မောတဲ့သူတွေရှိတယ်တေကန်ဤသည့်ကြည်ကြည်တတလေး သူ့ကိုမပြုစုတာတွေပဲဖြစ်ဖြစ်ပြုစုတာတွေပဲဖြစ်စိတ်ချမ်းချမ်းသာသာနေသွားတဲ့သူတွေရှိတယ်။လောကမှာမေတ္တာတွေကအားကောင်းတဲ့လူကစိတ်တကအကြည်ဓာတ်ရှိတယ်။အဲ့တော့အဲ့ဒီပုံကိုယ်တွေရဲ့အကြည်ဓာတ်ရှိတဲ့ဒီစိတ်ဝิญဉ်သည်နောက်တဲ့ဘဝအသေးတစ်ခုကိုအကျိုးပေးမယ်ဆိုရင်ဘာရုပ်တွေအကျိုးပေးမှာလဲ။အဖြေကရှင်းရှင်းလေးတွေလीဒီဘဝမှာစိတ်တကကောင်းရှိတဲ့လူကရုပ်ကအကြည်ဓာတ်ကိုရှိနေတယ်။အဲ့ဒီတော့ဒီမှာစုတိစိတ်ကြကန်ကြီးကြရင်နောက်တဲ့အကျိုးပေးမဲ့ရုပ်တွေကအတိတ်ထွက်ထွက်လာတဲ့ရုပ်တွေက ောင်းတဲ့ယုတ်တိကြီးပြထွက်လာမှာအဲ့တော့မြတ်စွာဘုရားကပရိသတ်တွေအကျိုးပေးတာကိုမျိုးစေ၅မျိုးနဲ့ပြတယ်အမြင့်မျိုးစေအမြင့်ကနေခွဲထွက်သွားတဲ့တဘောမျိုးအပင်မျိုးစေအစစ်မျိုးစေနောက်တစ်ခါကျတော့အကိုင်းမျိုးစေနောက်နောက်ဆုံးကအခုနအစိတ်မျိုးစေအဲ့လိုညောင်မင်းတို့ဟိုနေတို့အစိတ်မျိုးစေတယ်ဒီမျိုးစေစီဒီအပင်မဲပေါက်တယ်အဲ့တော့အာကုတ်တို့မျိုးစေရှိတဲ့ကောင်ကအာကုတ်တို့အပင်ပေါက်လာတာပဲကုတ်တို့မျိုးစေရှိတဲ့အပင်က ကုသိုလ်မျိုးစေ့ပေါက်လာတာပဲအဲ့တော့မြတ်စွာဘုရားရဲ့သာသနာမှာအဲ့ဒီအာကုသိုလ်မျိုးစေ့တွေဟောကုသိုလ်မျိုးစေ့တွေဟောအားလုံးကိုဖျက်ဆီးပြစ်လိုက်တဲ့အခါမှာနိဗ္ဗာန်ကိုရတယ်ဒါပဲအဲ့တော့တန်တရားကဘလို့လေလဲဆိုတော့ခမားတို့ကိုနှိုက်မှာမွေးညူထားတဲ့အာကုသိုလ်တရားတွေကပဲမျိုးစေ့အပင်ပေါက်လာတာဘာမှမထူဆန်းဘူးလောကကြီးထဲမှာပေါက်လာတယ်အဲ့ဒါဆိုဒီညောင်စီလေးကညောင်မင်လားလို့ပြောလို့ရှိရင်ဘယ်သူကဘယ်လိုဖြစ်မလဲညောင်မင်မှမဟုတ်တာညောင်စီကညောင်စီပဲလေ ဟုတ်လားခမရခန္ဓာကိုယ်တွေကခမရတို့ကစိတ်ထဲမှာထင်တာဝိညာဉ်ဆိုတာအကောင်ခမရနဲ့အတူတဲ့အကောင်ကြီးတကောင်ထွက်သွားတာမဟုတ်ဘူးမျိုးစီလီညောင်မင်းကြီးမဟုတ်ဘူးအဲ့ဒီညောင်မင်းကအဲ့ဒီညောင်စီးစီအဲ့ဒီညောင်မင်းနဲ့ကင်းပြီးဖြစ်လာတာမဟုတ်ဘူးဟုတ်တယ်လားအဲ့တော့ဒီညောင်စီးလေးကလည်းညောင်မင်းကြီးပေါက်လာတဲ့အခါမှာဒီညောင်စီးကညောင်မင်းဖြစ်လာတယ်လို့ပြောလို့မရအောင်ညောင်စီးကညောင်စီးပဲညောင်မင်းကညောင်မင်းပဲဒါပေမဲ့ကင်းပြီးဖြစ်လာသလားလို့မင်းကင်းပြီးဖြစ်လာတာမဟုတ်ဘူး ညောင်စီကြီးလာလို့ညောင်မင်းကြီးဖြစ်လာတာမဟုတ်ဘူးအဲ့ဒီညောင်စီလေးကနေမျိုးရည်တွေစားသုံးရင်လည်းညောင်မင်းဖြစ်နေပြောင်းလဲသွားတာဒီလိုသဘောတရားတွေကိုနားလည်နိုင်စွာရှိတယ်ဆိုရင်တန်နေရာကရှင်းရှင်းလေးရအဲ့တော့ခမ ्या ပြုတ်လုလိုက်တဲ့ခမ ्या နေစဉ်နဲ့အများခမ ्या ကိုပတ်ဝန်းကျင်ကလည်းဆုံးဖြတ်နိုင်တယ်ခမ ्या ကိုခမ ्या လည်းဆုံးဖြတ်နိုင်တယ်ကိုလုံနေတဲ့အာကုတ္တိကိုကိုသိတယ်သူများကလည်းသိတယ်ဟုတ်တယ်နော် ခမရဲ့အာဟုသူရုပ်တွေတိုင်းမှာခမရဘလောက်ဖုံးကွယ်တာဖုံးကွယ်တာအဲ့ဒီအာဟုသူရုပ်တွေကပေါ်နေတယ်အာဟုသူစိတ်တွေကပေါ်နေတယ်ဒီသဘောတရားပဲနောက်တစ်ခါတကိုးအဋ္ဌိပတ္တိနဲ့ပတ်သက်ပြီးတော့တချို့ကဖယားမှာတကိုးမရှိပါဘူးဘာဘူးညာဘူးနဲ့ပြောတဲ့ခါကျတော့တကိုးဆိုတာစွမ်းအင်တစ်ခုပဲအခုခမရတို့ဒီတစ်တော့တွေမှာမြင်ဘူးလိမ့်မယ်ဟုတ်လားနောက်ဆုံး 7D ဆိုတာတကယ်ကိုအာကာသတည်းရောက်သွားသလိုလိုတကယ်ကိုဟိုဂိမ်းကစားနေတဲ့လူတွေမျက်နှာလေးအုပ်ထားပြီးတော့ဟာစိတ်ထဲမှာတကယ်တော့ဒါကမရှိတဲ့အရာမဟုတ်ဘူးအာယုံတရားပဲ အခုခမရတို့ကြုံလို့မြင်နေရတဲ့အရာတွေကလည်းအာယုံတရားပဲဒါဒီကြမ်းတမ်းတဲ့ရုပ်လို့ခေါ်တယ်ဂိမ်းထဲမှာမြင်နေရတဲ့ရုပ်တွေကြတော့ထင်ရှားတဲ့လူနူးညံ့တဲ့ရုပ်တွေတိမ်မွေးတဲ့ရုပ်တွေလို့ခေါ်တယ်အလင်းတစ်ခုကနေပေါ်ပြီးတော့အဲ့ဒီအလင်းပေါ်မှာအဲ့ဒီရုပ်တရားတွေအစင်းတွေကိုမြင်ရတာအဲ့ဒါတိမ်မွေးတဲ့ရုပ်တွေပဲဟုတ်လား အခုခင်ဗျားတို့ကြုံတွေ့လူဆိုတဲ့အရာကြီးကိုမြင်နေရတာကြမ်းတမ်းတဲ့ယုတ်ကြီးကိုမြင်ရတာအဲ့ဒါလည်းယုတ်တရားပဲဒါလည်းယုတ်တရားပဲအတူတူပဲအဲ့ဒီယုတ်ကလည်းသူလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးကျုပ်တို့ဒီယုတ်ကြီးကလည်းသူလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးအကြောင်းအကျိုးတွေဖွဲ့စည်းထားတာဟိုမှာကအလင်းနဲ့ပတ်သက်ပြီးတော့ဖွဲ့စည်းထားတာအဲ့ဒီလိုဂိမ်းထဲမှာအဲ့ဒီလိုအလင်းနဲ့အဲ့ဒီလိုဖြစ်လာဖို့အတွက်အဲ့ဒါတွေလည်းတကိုးတွေပဲဘယ်အရာကလောက်ရတာလဲစိတ်ကဖန်တီးရတာဒီຢာတွေကိုစိတ်နဲ့ဒီလိုလုပ်မယ်ဟိုလိုလုပ်မယ်ဆိုဒီယုတ်တွေကိုပြုတ်ပြင်လိုက်တဲ့အခါမှာအဲ့ဒီလိုအလင်းနဲ့ပေါ်လာတယ်ဟလာ 3D ယုတ်တွေ 7D ယုတ်တွေအဲ့ဒီလိုယုံမျိုးတွေထွက်လာပြီးတော့တကယ်ကို စိတ်ထဲမှာဒီနေရာကိုရောက်နေတယ်လို့ခံစားရတယ်။အဲ့ဒါဘာနဲ့တူလဲဆိုတော့နေမိတာပရမနေမိတာဝိသဝရိယနတ်ဒီနောက်တစ်ခါကျတော့နေမာနတိနတ်ဒီအဲ့ဒီနတ်ဒီနဲ့တူနေမာနတိနတ်ဒီကလည်းအဲ့တို့ကာမဂုဏ်ခံစားပြီဆိုအဲ့ဒီလိုဖန်ဆင်းတာကိုကနေကိုဖြစ်ချင်းနဲ့မြင်ရင်တဲ့အရာတွေကာမဂုဏ်တရားတွေကိုဖန်ဆင်းတာအခု 3D 70D ဆိုတာလည်းအဲ့ဒီလိုပဲဖန်ဆင်းလိုက်တာပဲဒါကဖန်ဆင်းမှုတစ်ခုပဲအလင်းနဲ့ကိုလိုချင်တဲ့ခံစားချင်တဲ့ကာမဂုဏ်အာယုန်တွေကိုဖန်ဆင်းတာ အဲ့တော့ဒီလိုလူလောကကြီးမှာတော့ဒီလိုဖြန့်စင်းလို့ရတယ်ဆိုရင်တဘာသောလောကကနတ်ဆိုတဲ့ပုံကိုယ်တွေကဒီလိုဖြန့်စင်းတဲ့ချမ်းသာကိုရနိုင်တယ်ဆိုတော့ဖြစ်နိုင်တယ်လေအဖြေကရှင်းရှင်းလေးတွေပဲဟာကြီးတကိုးဆိုတာဘာထူးဆန်းလို့ကျွတ်တို့ကင်လာတဲ့ဖုန်းတွေလည်းအဲ့ဒါတွေကတကိုးတွေပဲတကိုးဆိုတာစွမ်းအင်တစ်ခုပဲလေအရင်ဆုံးဒီဖုန်းဖြစ်လာဖို့အတွက်စိတ်တရားနဲ့စိတ်ကူးရတယ်ကြံစီရတယ်နီလန်းစနစ်မတူတော့တာပဲရှိဒါကတိတ်ပန်နီးဆိုတဲ့နီးစနစ်နဲ့သွားတယ်ဟိုကဝိဇာနီးဆိုတဲ့စိတ်ကိုစွမ်းအမြင့်တင်ပြီးတော့တမာရီတွေတည်ကြည်မှုတွေနဲ့တကိုးဖန်ဆင်းတယ်ဖန်ဆင်းလာခြင်းအတူတူပဲ။ ဟုတ်လားဘလို့ဖန်ဆင်းဖန်ဆင်းဘာတွေထွက်လာမလဲရုပ်တွေပဲထွက်လာမယ်အဲ့ဒီရုပ်တွေသည်မမြဲခြင်းသဘောရှိတယ်ဖောက်ပြန်ခြင်းသဘောရှိတယ်ဆိုတော့ကိုနှလုံးသွင်းလိုက်လို့ရှိရင်ငြင်းအေးတဲ့ဓာတ်ကြီးရတယ်အဲ့ဒီသဘောတရားတွေကိုသိအောင်လုပ်တာအဲ့ဒါဗုဒ္ဓဘာသာပဲ